ဂါနာချိုကိုအသင်းကထုတ်ပယ်ဖို့အမိုရင်ဆုံးဖြတ်ပြီးပြောင်းရွှေ့ခြေပါသတ်မှတ်လိုက်တဲ့ United အားလုံးပဲမိလာပါခင်ဗျာမန်ချက်စတာဖော်ဝါဒ်စုံကနေပြန်လည်ကြိုလိုက်ပါရင်မန်ချက်စတာ United အသင်းရဲ့အသင်းတွင်းပြဿနာတွေကတော့ကစားဖြစ်မှုတွေကတော်တော်လေးကိုဆိုးလာပါရင်အသင်းရဲ့ကွင်းထဲကစွမ်းဆောင်ရည်ကလည်းထိုးကျနေသလိုကစားမရနေတဲ့နီးပြချားပါလဲအတော်လေးကိုအဆိုင်ခဲဖြစ်နေခဲ့တာပါဘာမှမဟုတ်တဲ့ကိစ္စသေးသေးလေးတွေကနေဆိုပြီးတော့အသင်းတစ်ခုလုံးပြန်စည်းစီမယ်အထိပြဿနာတွေကရှုပ်ပွားနေခဲ့ပါရင်အာမိုရင်နဲ့ referee ကိစ္စကိုအားလုံးလည်းတည်ထားပြီးသားပါဒီကောင်မှာတော့ဒီလိုကိစ္စမျိုးပဲအာမိုရင်နဲ့ဂန္ဓာချိုးတို့ထပ်ပြီးတော့ဖြစ်ပါရင် ပြဿနာရေးအစားကတော့စပါနေယိုပါလိဘောလူဘွဲကစတာပါ အမ်မိုရင်ကအသင်းရဲ့ပွဲထက်လူစင်းမှာဂါနာချိုကိုချန်လက်ခဲ့ပြီးတော့ပွဲအပြည့်အင်တာဗျူးမှာချန်လက်ရတဲ့အကြောင်းရင်းကဆီမီဖိုင်နယ်မှာအပိုင်ခွင့်အေးတွေလွဲချော်ခဲ့တာကြောင့်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်ဂါနာချိုကတော့ပွဲအပြည့်မှာပွဲထွက်ကစားခွင့်မရခဲ့တဲ့အပေါ်အမ်မိုရင်ကိုလူသိရှင်ကြောင့်ဝေဖန်ခဲ့ပါတယ်ဒီရဲ့အကျိုးဆက်အဖြစ်ကတော့ Amoringa ကဂါနာချိုကိုလာမယ့်နေရာဒီမှာအသင်းအသစ်ရှာဖွေဖို့အတွက်ပြောကြားလိုက်ပါတယ်။ United ဘုတ်အဖွဲ့ကလည်း Amorin ရဲ့အဆုံးဖြတ်ချက်ကိုသဘောတူထောက်ခံခဲ့ပါတယ်။ဒါကြောင့ နာမည်နေရာဒီပြောင်းရှိမှာဂန္ဓာချိုအနေနဲ့ United ကနေထွက်ခွာဖို့တရားသလောက်ရှိသွားခဲ့ပါပြီ United ကတော့ဂန္ဓာချိုအတွက်ပြောင်းရွှေ့ခြင်းတရားသတ်မှတ်ထားလိုက်ပါတယ်တရားနေတွေကတော့ Argentina သားကိုပြောင်းရွှေ့ခြင်းပေါင်တန်း60ကနေ80ကျားရရှိရင်ရောင်းချသွားမယ်လို့သိရပါတယ်ဂန္ဓာချိုကိုခေါ်ယူဖို့အတွက် Chelsea နဲ့ Napoli အသင်းအပြင်ဥရောပထိပ်တန်းကလပ်တွေကလည်းစိတ်ဝင်စားနေပါတယ်ဒီနေ့တင်ဆက်မှုကတော့ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ